အခွန်ဆုံးတဲ့ခုနှစ်ကမြရတဲ့အတန်ကကွဲနေတယ်။အင်းကျွန်တော်ခုနကပြောခဲ့တယ်ဒီခွန်ဆုံးတဲ့ခုနှစ်ကခွန်ပါပါနှစ်ထည့်စီစကြတယ်။နှစ်ခွန်နှစ်ကြတယ်နော်။အဲနှစ်ထည့်စီစကြတဲ့အောက်တော်ဘွဲကျော်နှစ်ထည့်စီငါးပြည့်ရတဲ့ဘွဲကျော်မှာနှစ်ထည့်စီစကြတယ်။သူ့အောက်တော်ဘွဲကျော်ကခဏ၉နှစ်မြောက်ပြီးသွားထွက်တယ်နော်။အဲတော့ဒီနှစ်ထည့်ရတဲ့ဘွဲကျော်ကခဏကနှစ်ပါဝါပြိခွန်ရဲဆောင်မှာထွက်တယ်နော်။ တခါအခုကျွန်တော်တို့ဒီခွန်စွန်းတဲ့ခုနှစ်ထဲကခွန်ပါပါနှစ်ထိပ်စီရဒီမှာမှစကြတယ်သူကလည်း၅ပြိတ်တပွဲကျော်မှမှစကြတယ်အဲနှစ်ထိပ်စီစကြတဲ့အတော့ကျော်ကနေဒီကိုနေမြောက်သွားထွက်တယ်နော်အဲဒီနှစ်ရဲ့ပါဝါဘရိတ်ခွန်ရင်းမင်းကမှသူထွက်တယ်နော်အဲဆိုရင်အခုကျွန်တော်တို့ဒီခွန်စွန်းတဲ့ခုနှစ်ထဲကခွန်ပါပါနှစ်ထိပ်စီရဒီမှာမှစကြတယ်သူကြတော့လေ၅ပြိတ်တပွဲကျော်မှသူကြတယ် ဲ့တော့ငါးပရိတ်တပွဲကျော်မှာနှစ်ထည့်စီလို့ကြာပြီတဲ့နှစ်ထည့်စီရဲ့အောက်တပွဲကျော်မှာထွက်တဲ့ခန်းန်းတည်ကျွန်တော်တို့ကိုးနှစ်မြောက်သွားထွက်မယ်။တော့ကျွန်တော်တို့ဒီပရိတ်ခွန်နဲ့ဖမ်းကြည့်တာပေါ့နော်။အဲ့တော့ပရိတ်ခွန်ကတော့ဒီအောက်မှာလည်းပရိတ်ခွန်တစ်ခွက်တော့ရှိတယ်။နော်။ဘယ်အဲ့ဒီမှာသူကထူးခြားချက်ကကျွန်တော်တို့ကဒီကိုးခွန်ဆိုတဲ့ပရိတ်ခွန်နှစ်ခုနော်။ကိုးပရိတ်ခွန်ပရိတ်ရဲ့အဆောင်မှာထွက်တယ်။ဒီမှာကျတော့ရှစ်ပရိတ်ခွန်ပရိတ်လို့ဖြစ်တယ်သူရဲ့အဆောင်မှာထွက်တယ်။ အခုဒီမှာက compress compress လို့တန်းထားတာဒီနှစ်ခုပဲရှိတယ်။အဲ့တော့ compress compress လို့တန်းနေသူ့ရဲ့မြင်းကုန်မှာ14ခွန်ထည့်ထိုးပါနော်။14ခွန်ထည့်ထိုးလို့ရတယ်နော်။ပြီးခဲ့တဲ့ဘွဲတွေကကျွန်တော်ပြောထားပါတယ်ခွန်နောက်ပိတ်3လုံးထောင်ရမယ့် site ကော2လုံးထောင်ရမယ့် site ကောကျွန်တော်အကုန်လုံးပြောထားတာတွေရှိတယ်နော်။အဲ့တော့တတိထားပေါ့။အဲ့ဒါဆိုရင်သူကနောက်တစ်ချက်ဘာလို့ဒီအကြိမ်ကိုဖမ်းလဲဆိုတော့ဒီ93ခွန်က ဒီမှာလာပေါက်လိုက်တဲ့ရှိပတိ83မှာဘောင်းတိလို့ဖြစ်တယ်သူပြည်မှာပရိသတ်3ရိုက်တယ်အောက်တော့ဝဲကျော်မှာတွေ့တယ်နော်83နောက်တွဲရဲ့ဘီပရိသတ်3ရဲ့တပွဲကျော်83ပြဒီမှာ82လို့ရိုက်တယ်ပရိနေတဲ့ပွဲကျော်မှာလာထွက်တယ်ဒီကနေ့ကအရှိ9နှစ်မြောက်ကနှစ်ထက်စီစကြတဲ့အောက်တပွဲကျော်ခဏနော်ဒီမှာလည်းနှစ်ထိပ်စီစကြတဲ့အောက်တပွဲကြောခဏနှစ်ထိပ်စီကလည်း၅ပြိတ်တပွဲကြောမှာစကြတာ အဲ့ဒီ၅ပြိတ်တပွဲကျော်မှာနေတဲ့ဒီစကြတယ်အောက်တပွဲကျော်ပါခဏနော်ကျွန်တော်တို့နှစ်ပြိတ်တပွဲကျော်83ပြီးတော့82အတွဲရဲ့ပြိတ်နှစ်နော်အခုဒီမှာ81အတွဲသူ့ရဲ့ပြီးမှာပြိတ်ဆက်1လို့ရိုက်တယ်အောက်တပွဲကျော်မှာထွက်မဲ့ခဏန်းဒီဟောဒီကနှစ်ထိပ်စီစကြထားတယ်၅ပြိတ်တပွဲကျော်နှစ်ထိပ်စီစကြတယ်အောက်တပွဲကျော်ပါခဏနော်နှစ်ရပါပါခွန်ပြိတ်ရဲ့မြင်းကုန်မှာထွက်အဲ့ဒီမှာနှစ်ရပါပါပြိတ်ခွန်ရဲ့မြင်းကုန်မှာသူကသွားထွက်တယ်နော် ကျွန်တော်ကဒီဘွဲကိုတလီဖုန်းတပတ်ထပ်ဘာလို့တလီဖုန်းတပတ်ထပ်တော့ဆိုတော့မဒီဖုန်းတော့လည်းကိုနေတယ်ကျွန်တော်ပြောတယ်အဲ့ဖုန်းတော့လည်းကိုနေတယ်ကျွန်တော်ထုတ်ပြီးခဲ့တယ်နှစ်၆ခုကျွန်တော်ပြပြီးသားပြီနော်မလေးတုံးကတော့ဥနိုင်ပြသွားတယ်နောက်အဲ့ဒီထဲကကျွန်တော်ကိုနှစ်ခွန်၃မျိုးယူပြခဲ့တယ်နော်အခု နောက်တစ်ခွက်ကျွန်တော်ဒီနှစ်လေးနှစ်နှစ်လေးကျွန်တော်ပြခဲ့တယ်နော်အခု၄၁ဒါပဲရှိတယ်နော်အဲ့ကျွန်တော်ကဒီဘွဲကိုပြန်ကြကြရင်ကြမကြရင်ဆက်ခွန်လေးခဏကစားမယ်နော်အဲ့ဒါကိုပဲကျွန်တော်ရွေးထုတ်လိုက်တော့ကျွန်တော် site တွေထဲမှာကအဲ့ဒီအရှိအခွန်ဆုံးခုနှစ်ကကနန်းလာမဲ့ site တွေကအများကြီးရှိနေတာဟုတ်နော်အဲ့ကျွန်တော်စောတဲ့ရပြခဲ့ပါတယ် ျွန်တော်တို့ဒီဗရိတ်၁၀ရဲ့တပွဲကြုံမှာထွက်တဲ့ခဏကလည်းရှေ့၉နှစ်မြောက်ပဲပြန်နေမယ်။နော်။ဒါဆိုရင်ဒီဗရိတ်၁၀ရဲ့တပွဲကြုံမှာထွက်တဲ့ခဏကလည်းရှေ့၉နှစ်မြောက်ပဲပြန်နေမယ်။နော်။ဆိုတော့ဒီကနေ့ခုံဆုံးနေတဲ့ခဏနေခုံဆုံးနေတဲ့ခဏ။အဲ့ဒီမှာကျွန်တော်တို့ဗရိတ်၁၀ရဲ့တပွဲကြုံမှာရဲမိခဏတည်းခုံဆုံးနေတဲ့ခုနှစ်ထဲကခဏကခုနှစ်ခုံကျွန်တော်တို့ယူပြခဲ့တယ်နော်။နောက်နှစ်နှစ်လေးကိုကျွန်တော်ယူပြခဲ့တယ်။နောက်တစ်ချက်အဲ့ထဲမှာပဲကျွန်တော်ခုံခုံနော် ခွန်ခွန်ပေါ့နော်ရှေးပေါင်းနှစ်ရပါကခွန်နောက်ပိတ်နှလုံးထောင်နဲ့အောက်မှာထွက်တဲ့ကဏ္ဍသည်လေကိုးနှစ်မြောက်ကကဏ္ဍမယ်အဲ့တခါရှေးပေါင်းနှစ်ခွန်နောက်ပိတ်နှလုံးထောင်နဲ့သူ့အောက်မှာထွက်တဲ့ကဏ္ဍကလေရှေးကိုးနှစ်မြောက်ကကဏ္ဍအခုဒီမှာခွန်နောက်ပိတ်နှလုံးထောင်နဲ့သူ့အောက်မှာထွက်မဲ့ကဏ္ဍသည်ရှေးကိုးနှစ်မြောက်ကကဏ္ဍနော်အဲ့တော့အခုအဲ့နေ့တည်းကကျွန်တော်ဝိုင်းပြီးခဲ့ပါတယ်၄တိခွန်ထွက်လို့ရတယ်လို့ကျွန်တော်ပြောခဲ့တယ်နော်ဘာလို့တော့ဆိုတော့ ခုနကစိုက်မှာကသူကခဏန်းကသွားပြီးတော့တူနေတာဘလို့တူနေလဲဆိုတော့ဒီ630ကဒီ630လို့လှမ်းပြဖို့ခါသူကဒီမှာ633နဲ့864เนาะသူ့အောက်ဆောင်ကခဏန်းကိုလှမ်းပြသွားအခုဒီမှာလဲ633နဲ့864လို့သူပေါက်ထားတယ်သူ့ရဲ့အော်တိုဘဲကြော်လေးတခုဒါအနောက်နောက်ကကပုံစံတူနေကိုသူကလာပြလို့ရတယ်เนาะဒါကြောင့်မလို့ဒီခဏန်းလေးကိုကျွန်တော်က၄ခါနဲ့ ဘာလို့လေးခါနဲ့ထဲတော့သူခုနှစ်နှစ်ရှားစီးတဲ့မှာလေးထိတ်နှလုံးထောင်တဲ့ကဏ္ဍကနောက်တစ်နှစ်ကျော်ကိုလိုက်ထွက်တာရှိတယ်နော်တော့ဒီမှာလေးထိတ်စီးနှလုံးထောင်တယ်ဒီကဏ္ဍကတစ်နှစ်ကျော်ကိုထွက်တယ်သူ့အောက်မှာပြင်ရကြတယ်နော်ဒီမှာလည်းရှိတယ်လေးထိတ်နှလုံးထောင်တဲ့ကဏ္ဍကတစ်နှစ်ကျော်လိုက်ထွက်တယ်သူ့အောက်မှာပြင်ရကြတယ်အဲ့တော့ကျွန်တော်တို့ရှိတစ်နှစ်ကျော်လေးထိတ်နှလုံးထောင်ထားခဲ့တဲ့အောက်ကဏ္ဍလေးတစ်ခုကတစ်နှစ်ကျော်ထွက်ဖို့ရှိတယ်သူ့ထွက်ပြီးရင်ပြင်ရကြလိမ့်မယ်လို့ကျွန်တော်အဲ့လိုလေတွေးထားတာရှိလို့နော် အဲ့ဒီမှာသူကအဲ့ site ကသူကလေးခါငင်နေနဲ့เนาะထွက်တာတစ်လေးအတွဲလိုက်တယ်ဒီမှာလဲလေးခါငင်ကိုတစ်လေးအတွဲလိုက်နေထွက်တာဒါကြောင့်မို့ကျွန်တော်ကတစ်လေးရှိတွဲအငင်နဲ့တစ်လေးခွန်လို့ကျွန်တော်ထည့်လိုက်တာเนาะအဲဒါပေမဲ့ဒီ site လေးကလေးကက်စီလေးနဲ့မို့လို့ကျွန်တော်တို့ဒီကိုထည့်စီဆောင်းကခန်းနဲ့အဆင်မပြေမှန်းတော့အောက်ကနေကျွန်တော်ကချစ်ရစော့ပြနေအောင်မြင်ရမမြင်ရမသိဘူးအဲကိုထည့်စီဆောင်းကနေကို40เนาะအဲ့ဒီနေ့တည်းမှာပြန်냐ကြတယ် ဲသူကနေပြီးတော့ကျွန်တော်တို့နှစ်နှစ်ကြော်လိုက်တော့ရှစ်ထိပ်စီဆောင်ကကဏ္ဍတတိကုံပြန်ရကြတယ်နော်ကိုထိပ်ရှစ်ထိပ်သူကနေပြီးကျွန်တော်တို့နှစ်နှစ်ထက်ကြော်လိုက်တော့ခွန်ထိပ်စီဆောင်ကကဏ္ဍခွန်30ပြန်ရကြတယ်သူကနေနှစ်နှစ်ထက်ကြော်တော့6ထိပ်စီဆောင်ကကဏ္ဍနော်66နှစ်ကပြန်ရကြတယ်ဟုတ်ပြီအဲ့ဒီမှာကိုထိပ်ဆောင်ကကဏ္ဍပြန်ကြသူ့ဆောင်မှာထွက်တဲ့၄နောက်ပိတ်ကတပင်းကြော်၄နောက်ပိတ်လို့ထွက်တယ် ချစ်တဲ့ဆောင်ကကဏ္ဍတိတိခွန်ပြန်ရကြတယ်သူ့ဆောင်မှာထွက်တဲ့ကဏ္ဍငါးနောက်ပိတ်ကတပင်းတော့ငါးနောက်ပိတ်လို့ကြတယ်နော်ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ခွန်ထိပ်စည်းဆောင်ကကဏ္ဍသည်ပြန်ကြကြသွားလို့သူ့ရဲ့ဆောင်မှာရှိတယ်ခွန်နောက်ပိတ်ကတပင်းတော့ခွန်နောက်ပိတ်လို့အခု၆ရက်ဆောင်မှာရှိတယ်၆နှစ်၆ကလည်းမနေ့ကပြန်ကြသွားလို့သူ့ဆောင်မှာရှိတဲ့ကဏ္ဍ ခွန်နောက်ပိတ်ဒီဒီတဲ့ဘွဲကိုခွန်နောက်ပိတ်နဲ့သူကထွက်လို့ရတယ်နော်ဒါကြောင့်မလို့အခုကျွန်တော်တစ်လေးခွန်ကိုဒဲလို့ပဲရေးပေးလိုက်တာနော်နောက်တစ်ချက်ကျွန်တော်တို့ပရိသတ်1ပေါ့နော်ကျွန်တော်တို့ပြန်ကြတဲ့မှာပရိသတ်1တရားရှိနေတာဆိုတော့ပရိသတ်1ကိုခွန်နောက်ပိတ်နဲ့ပရိသတ်1ဆိုလို့ရှိရင်6 6ခွန်တို့နှစ်နှစ်ခွန်တို့နော်ဒါမျိုးလေးဒီထိုးရအောင် အဲ့ကျွန်တော်ကစားနေကြဒီ၅ဆုံးခုနှစ်ထဲမှာ၄ခွန်လို့ဖြစ်တယ်နော်အဲ့ဒီ၅ဆုံးခုနှစ်ထဲမှာလည်း၄ထိပ်စီ break ခွန်လို့ဖြစ်တယ်ဒီ၅ဆုံးခုနှစ်ထဲမှာလည်း၄ထိပ် break ခွန်ဖြစ်တယ်နော်အဲ့ဒီ break ခွန်ရဲ့အောက်နှစ်ပွဲကြုံမှာဆက်နှစ် break ဒီ break ခွန်ရဲ့အောက်နှစ်ပွဲကြုံမှာ73 break ပြည့်ရဲ့အောက်နှစ်ပွဲကြုံမှာ74 break လို့ပြထွက်တယ် ထွက်ပြေးသွားတာ ਨੇ သူ့ရဲ့အောက်မှာထွက်ထားတဲ့ခဏကျွန်တော်တို့ဒီကိုခါရောပုံသေးပေါ့နော်ကိုခါရဲ့ဇောင်းမှာထွက်တဲ့ခဏလေးပရိသတ်၁က7လို့လှမ်းကိုဒုတိယကတ်မှာလည်းဒီလိုပဲဒီပရိသတ်၃ရဲ့အောက်မှာထွက်တဲ့ခဏကိုခါရဲ့ဇောင်းမှာထွက်တဲ့ခဏပရိသတ်က7လို့ပဲကိုလမ်းဒီကောင်လည်းခွန်ဆုံးနေကုန်တာဒီကောင်တော့ခွန်ဆုံးနေကုန်တဲ့ခဏတော့မဟုတ်အဲ့ဒီမှာကျွန်တော်တို့က ခွန်ဘရိတ်လေးပုံတင်ရိုက်ပြီး၁၄ဘရိတ်လေးထည့်ပြီးသူ့အောက်မှာထွက်တဲ့ဘရိတ်ဆက်တစ်ကအောက်တဘွဲကျော်ကိုဒီဘွဲကိုဘရိတ်ဆက်တင်လာဘရိတ်ဆက်တင်နဲ့ပြန်ကြဆိုရင်၃ခွက်ပဲရှိနော်ကြိုက်တဲ့အခါရွေးထိုးအဲကျွန်တော်တို့ခွန်နောက်ဘိတ်နဲ့ပြန်ထည့်မယ်ဆိုရင်တော့ဒီနှစ်ခွက်ကတော့လာနော်အမလေးနောက်ဘိတ်လေးရှိတော့ရှိတယ်နော်ကျွန်တော်လေးနောက်ဘိတ်နဲ့တော့တည်ပြီးလိုက်တာပဲကနန်းကိုခွန်နောက်ဘိတ်နဲ့ကျွန်တော်မတည်ပြီးခွန်နောက်ဘိတ်နဲ့ကကျွန်တော်နိမ့်နိမ့်ခွန်လိုပဲတည်ပြီးလိုက်တယ်အဲလေးနောက်ဘိတ်ကိုကျွန်တော်ဘာလို့ ဒီဘွဲမှာတည့်ပေးလိုက်လဲဆိုတော့ကျွန်တော်တို့ဒီခွန်ဘူးနှစ်ဦးမှာဖြစ်တာခွန်ခားငိမ့်နဲ့ခွန်ဘူးတစ်ခွက်ရှိဒီမှာခွန်ခားငိမ့်နဲ့ခွန်ဘူးတစ်ခွက်ရှိနော်အဲ့ဒီမှာခွန်ခားငိမ့်နဲ့ခွန်ဘူးရှိမှမရှိတော့ဘူးခွန်နှလုံးပူထားတာ၃ကပ်ပဲရှိအဲ့ဒီခွန်နှလုံးပူထားတဲ့နှစ်ထဲမှာနှစ်နှစ်ခွန်ဒဲဆိုတာအော်တိုလိုက်ထွက်တာနော်ဒီ set တိဘရိတ်ငယ်ထောက်ထွက်တာ အဲ့ဒီခုနှစ်လုံးပူရတဲ့နေ့ထဲမှာနှိမ့်နေခွန်တဲဆိုပြီးထွက်တယ်30ပြိမ့်နဲ့ငါးကြိမ်မှထွက်တယ်အဲ့ဒီခုနှစ်ခုနှစ်လုံးပူရတဲ့နေ့ထဲမှာနှိမ့်နေခွန်တဲထွက်တယ်6ပြိမ့်နဲ့သူကထောက်ပြီးထွက်တာနော်ထွက်ပြီးတော့ဟာသူရဲ့အောက်မှာကျွန်တော်တို့နှိမ့်ခွန်ပါဝါသူကပါဝါတစ်စုံထောက်မယ်ပေါ့ဗျာနော်နှိမ့်နောက်ပိတ်တစ်လုံးကျွန်တော်ယူလိုက်တယ်ဒါဆိုရင်ဒီနှိမ့်နေခွန်ထွက်ပြီးသူ့အောက်မှာ3နောက်ပိတ်တစ်လုံးသူထွက်တယ်38ပါဝါတစ်စုံသူရိုက်ရှင်လာတာနော် အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာနှစ်နှစ်ခွန်တဲထွက်ပြီသူ့အောက်မှာ၄၉ဘာဝတစုံထောင်းမလားထောင်းမယ်ဆိုကျွန်တော်ကဒီမှာ၄နောက်ပဲကျွန်တော်ထည့်မယ်နော်အဲ့လိုကျွန်တော်ကတွေးကြည့်လိုက်တာအဲ့တော့ကျွန်တော်စိုက်အရာက၄ပါတဲ့ခဏန်းဒီပြန်ကြရင်၄ရနေရာတိုင်းမပြောင်းမဲကြရမှာမဟုတ်လို့နော်ကျွန်တော်၄နောက်ပိတ်နဲ့လည်းထည့်ပြလိုက်တာအဲ့ဒါကကျွန်တော်ကိုရှစ်၄လို့ထည့်ပြလိုက်တယ်နော်အဲ့တော့ပြန်ကြလား၂၀၁၇ကခဏန်းလား ဇက်ခွန်ကကဏ္ဍထဲမှာပရိသတ်1ဆိုတဲ့ကဏ္ဍကိုလိုက်ကြည့်တော့လေအဲ့ဒီနှစ်ထဲမှာပရိသတ်1နဲ့ကဏ္ဍကတခွက်ကိုမမထွက်တာဘူးနော်အဲ့တော့သူကကဏ္ဍကခွဲကစားမဲ့သဘောရှိတယ်အဲကျွန်တော်တို့7ပြိတ်တို့9ပြိတ်တို့ကစားမယ်ဆိုရင်71ထဲက79ထဲကကဏ္ဍကိုကစားမယ်နော်7ပြိတ်9ပြိတ်ကျွန်တော်7ပြိတ်9ပြိတ်ကြာရင်ဒီထဲကကဏ္ဍကိုထွက်တကယ်လို့အဲ့ဒီတော့မဟုတ်ဘူးကျွန်တော်တို့ပြောတယ်တစ်ပြိတ်ဆိုရင်တော့ပြန်ညာထဲကထွက်မယ်လို့ကျွန်တော်တွေးတာပဲ အဲ့တော့ကျွန်တော်တို့အခုဒီ2005ဆုံး5ခုနှစ်ထဲမှာရှေးပေါင်းကိုသူ့အောက်မှာတုံညာထိတ်လို့သူရိုက်ထားတယ်။အဲ့ဒီတုံညာထိတ်နဲ့နောက်ထောင်3လုံး6နဲ့ကသူက6ဆိုပြီးဒီရှေးပေါင်းကိုဒီထိတ်နဲ့3လုံးနဲ့6လို့ရိုက်တယ်နော်။အဲ့တက်နက်ခရှစ်ခါလို့သူထည့်ထားတယ်။ဒါလေးရှိဖြစ်စဉ်တစ်ခု။နောက်တစ်ခါဒီ5ဆုံး6နှစ်ထဲမှာလည်းဒီလိုပဲရှေးပေါင်း6လို့ရိုက်တယ်သူ့အောက်မှာတိထိတ်စီလို့ထည့်။အဲ့ဒီတိထိတ်နဲ့နောက်ထောင်3လုံး8နဲ့ကသူက ကိုးဆိုပြီးဒီကိုးကိုပြန်ဖြည့်နော်6ရက်နှစ်ခတ်ကိုးခါလို့ဒီထက်ဒါဆိုရင်အခုကျွန်တော်ဒီမှာ7ကောင်းကိုးနှစ်ထည့်လို့ဖြစ်ပြီနော်အဲ့ဒီနှစ်ထည့်နေတော့တော့ခွန်နဲ့ပေါင်းရင်လည်းဒီကိုးဆိုပြီးပြန်ဖြစ်တယ်သူရဲ့ဒီဇောင်းမှာထွက်တဲ့ခဏန်းကိုကျွန်တော်တို့ကြည့်နော်အဲ့ဒီအထောင်သုံးလုံးကိုရှေ့ပေါင်းကိုရှေ့ပေါင်းကိုပေါ့နော်ဒီနှလုံးနှက်ခရိုက်သူ့ဘေးမှာထွက်တဲ့ခန္ဓာက ငါငါလေးဒီကျွန်တော်တို့လည်းသုံးခုနေတာနော်သုံးစုံနေခုနေတာငါပဲဆောင်နော်ငါပဲဆောင်ကနေဒါလေးရမှာလိုက်တော်ရင်ဒီမှာရှိပါဘူးနော်တော့တော့ငါရှိလို့ဖြစ်ပြီ69လို့ရိုက်တယ်ဒီဆောင်မှာထွက်မဲ့ခဲ့နေငါလည်း2003ခုနှစ်ထဲကနော်ခုနကကျွန်တော်ဘယ်ငါဘယ်လေးရဆောင်ရတယ်နော် 5ပြိတ်အခုက4ပြိတ်ရဲ့ဇောင်းပါခဲ့690ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာထွက်မယ်ခဏလေးပြိတ်ဆက်3ရဲ့ဇောင်းပါခဲ့နော်ကျွန်တော်တို့ဒီ3စုံခုနှစ်တည်းပြိတ်3ရဲ့ဇောင်းပါခဲ့နော်ဖြစ်တာ69ဒီ69နေရာမှာထွက်တာအဲ့ဒီမှာသူကဒီ၄နောက်ပိတ်ပြိတ်တက်လို့ရတဲ့ဇောင်းပါခဲ့နော် တစ်ခါ9နောက်ပိတ်ဝရင်းနှိလို့ရိုက်ထားတဲ့ဆောင်းပါခံတယ်ဒီမှာ6နောက်ပိတ်နော်6နောက်ပိတ်ဗိတ်3လို့ရိုက်တဲ့ဆောင်းပါခံတယ်အဲ့ဒီခဏန်းနေ654639နှစ်ဒီမှာ654639နှစ်လို့သူထွက်ပြီးပြီနော်အဲ့တော့ကျွန်တော်တို့အကလေနောက်ဆုံးကြံနေတဲ့ခဏန်း694ကဒီနေရာမှာထွက်ပါလာအဲ့ကျွန်တော်တို့ကပြန်ရလဲရှိတာဆိုတော့နော်ဗိတ်1လဲရှိတယ်ဆိုတော့ဒါထည့်ရပါမယ်နော် ဲ့ပြမယ်နော်တစိုက်သေးနဲ့၃ခွက်လုံးပြီးအောင်တစ်ခါတည်းပြလိုက်မယ်သူ့ပြိန်ကသူ့ပြိန်ကကျွန်တော်တို့ဒီ650ဆိုတဲ့ကဏ္ဍနော်650ဆိုတဲ့ကဏ္ဍနေဘယ်နေ1 2 3 4 5 6 8ရှင်းနေမြောက်နှစ်ကြိမ်မှာသူက650လို့သူသွားထွက်တာနောက်တစ်ခါဒီ ။ duality 2 3 4 5 6 7 8နှစ်မြောက်က2ချိန်မှာပဲသူသွားထွက်တယ်။ထွက်ပြီးသွားတာ ਨੇ အဲ့ဒီ650ရေ3ဘွဲကျော်ပဲ664ဒီ650ရေနောက်နှစ်တစ်ချိန်နှစ်ချိန်3ချိန်4ချိန်5ချိန်6ချိန်အဲ664စောင်းစင်းပေါ့။ဒါဆိုရင်ဒီ630ဟာ7နှစ်မြောက်2ချိန်တက်ပေါ့ပြီသူရဲ့3ဘွဲကျော်မှာရှိတယ်2နှစ်ခွန်။နော် နော်ဒီနေ့3 4 5 6เนาะအဲသူဘေးကနေဒီနေ့3 4 5 6ဒီကနေ့ဆောင်းစင်းပေါ့ကွာဒီနေ့ကဆောင်းစင်းပေါ့ဟုတ်ပြီအဲ့ဒါဆိုအဲ့ဒီနှစ်ထဲမှာပြန်ကြကနန်းတကွက်ထူးထူးခြားခြားပါနေတာရှိတယ်ကျွန်တော်တို့ဒီ664 664လို့လာ ပေါက်ပြီးတော့ပြန်ကြကြတယ်လို့ယူရဲဆိုရင်ဒီနှစ်နှစ်ခွန်ဒီဒီမှာနှစ်နှစ်ခွန်နောက်နှစ်ကို6ပွဲစင်းပေါက်ပြီးတော့အဲ့ဒီကနန်းပြန်ကြလို့ယူမလား ဒါဆိုရင်ကျွန်တော်တို့နှစ်နှစ်ခုယူရမှာပဲနော်ဒါတမျိုးဒါတော့အလွယ်တွေးကြည့်လိုက်တာဟုတ်ပြီဒါဆိုရင်အဲ့ဒီမှာကျွန်တော်တို့အဲ့ခဏန်းကိုမယူခြင်းဘူးဒီ၄တခုဆိုတဲ့ခဏန်းဒီအဲ့ဒီနှစ်ထဲမှာပြန်ကြကြခဲ့တာကြပြီးတာနဲ့သူ့ဝေးမှာ၄ရှိလို့သူကတည်ခဲ့တယ်အဲ့ဒီ၄ရှိဆောင်းကခဏပြန်ကြကြသလားနော်အဲ့ကောင်ကသူ့ရှိနေကခဏနောက်နေ့ကိုလိုက်ပေါ်သူ့ဆောင်းမှာပြန်ကြကြတယ် ဒါဆိုရင်ကျွန်တော်တို့ဒီမှာ939เนาะမနေ့ကပြင်냐ကြထားတယ်အဲ့ဒီပြင်ကြခန်းနဲ့939ပြီးမှာ681လို့ तू လိုက်တဲ့တာပဲတဲ့ပြီးရတယ်681ရဲ့ဇောင်းမှာရှိတယ်694ဒီဒီနေ့ထဲမှာပြင်ကြ690နောက်နေ့ကိုလိုက်ပေါ့လို့ तू ဇောင်းမှာပြင်ကြမှာလားဒါဆိုရင်684ကျွန်တော်တို့ပြင်ကြယူရမယ်เนาะအဲ့ဒါကတမျိုးဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ကနောက်တစ်တမျိုးစဉ်းစားကြည့် ဒီနေရာမှာသူကခွန်နှစ်6လို့ဇောင်းထိုးပြီးတော့သူကပြန်ရခန္ဓာ6 6လေးကြာတယ်အဲ့ဒီခန္ဓာသူ့ရှိနှစ်ကခန္ဓာအဲ့ဒီခန္ဓာကသူကနေရှိ1 2 3 4 5 6 9နှစ်မြောက်ကခန္ဓာနော်အဲ့တော့ဒီပြန်ရခန္ဓာကအရှိကျွန်တော်တို့ဂျားထဲမှာ2 4 6နှစ်ကြော်တာပေါ့နော်အရှိ6နှစ်ကြော်တာခန္ဓာဖြစ်တယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာခွန်နှစ်6လို့ ဇောင်းထိုးပြီးထွက်မဲ့ခဏန်းသည်သူ့ချိနှစ်ကခဏန်းလည်းဖြစ်ကမယ်အဲ့ဒီခဏန်းသည်ပြန်ရာခဏန်းလည်းဖြစ်ကမယ်အဲ့တော့ဒီခဏန်းသည်ချိ6နှစ်ကျော်ပါ2 4 6နှစ်တော်လိုက်တဲ့နှစ်ထဲကခဏန်းဆ6ခုလို့လည်းဖြစ်ကမယ်အဲ့ဒီမှာသူက၄3 4လေးပြန်ကြ5 6 4တို့ဝတ်တယ်သူ့အောက်ကခဏန်းမှာပြန်ကြထွက်ပြီလားပေါ့နော် ဒီမှာလည်းရှိတယ်ရှိသေးတယ်ပြန်ကြနောက်တော့လေးခန်းတယ်ပြန်ကြပြရတယ်အောက်မှာ9 6 4လို့သူတဲ့တာပဲသူ့အောက်ကခန်းတန်းသည်သူ့ရှေ့နှစ်အရင် ပေါက်နောက်နှစ်မှာတစ်ခါလိုက်ပေါက်ပြီးပြန်ကြနော်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာယူလို့ရတဲ့ခန်းတန်းကပရိတ်တ်3ခွက်လုံးဖြစ်နေတယ်6ကိုလေးယူရတယ်6 6ခွက်ယူရတယ်နှစ်နှစ်ခွက်ယူရတယ်ဒီ site ထဲမှာအဲ့ဒီခန်းတန်း3ခွက်ပဲယူလို့ရတယ်ရတဲ့ခန်းတန်းကပရိတ်တ်အဲ့တော့ပြန်ကြကြရင်ကျွန်တော်တို့ကဗရိတ်စ်ကိုပို့ရမယ်เนาะကျွန်တော်တို့တော့အာထိုးမှ အာထိုးမှာသူ6.66နဲ့7နှစ်7နှစ်က3ရပ်ပေါ့35နော်အာထိုးမှာ35ခွက်ပဲရှိကိုလေးရှိအာ6ခွက်ရှိအာနိနိခွန်အာအလုံးပေါင်းမှာ35ခွက်နော်ဆိုတော့ကျွန်တော်ကတော့ခဏယူထားတဲ့လူတွေတော့တိမှာပေါ့နော်ဒီ3ခွက်ထဲကကျွန်တော်အော်တခွက်ထုတ်ပေးလိုက်တယ်ကနေယူထားတဲ့မိတ်ဆွေတွေကကျွန်တော်အောထုတ်ပြီးလိုက်တဲ့ခွက်ကိုပို့ထိုးပြီးကျန်တဲ့နှစ်ခွက်ကတော့ရန် အားလေးတွေလည်းပါပါစီလိုက်ရအောင်ဗျာเนาะကျွန်တော်နေရာကိုတက်နိုင်လောက်တော့တည့်ပြီးထားတာပဲပြောလို့အဲ့ဒါဒီဆိုလဲကျွန်တော်တို့ဒီမှာဒီ3ည8 3ည3ည5အဲ့3ည8 3ည3ည5လို့ဖြစ်တယ်သူ့ဆောင်းမှာ664ဒီပြန်ကြ4 3 1ကလည်းပြန်ကြအဲ့ဒီပြန်ကြကဏ္ဍနှစ်ကွက်ရဲ့ဆောင်းမှာထွက်တဲ့ကဏ္ဍတွေလည်းပြန်ကြခွန်30နဲ့အချိန်ခဲကကဏ္ဍကြတာလားဒါဆိုရင်ဒီမှာ3ည8 3ည3ည5 930ဒီ သူ့ရှိနှစ်ကခန္ဓာကျွန်တော်ပြောတာမှာလေ68ရက်သူ့ရှိနှစ်ကခန္ဓာကို30ရက်လည်းသူ့ရှိနှစ်ကခန္ဓာသူ့ဆောင်းမှာထွက်တဲ့43 1ကပြန်ကြသူ့ဆောင်းမှာထွက်တဲ့935ဒီပြန်ကြနော်အဲ့တော့အဲ့ဒီပြန်ကြခန္ဓာနေရေဆောင်းမှာထွက်တဲ့ခန္ဓာဒီ3935ရဲ့အောက်ထွက်တဲ့ခန္ဓာ3935ရဲ့အောက်မှာထွက်တဲ့ခန္ဓာဒီပြန်ကြခန္ဓာ68ခွန်လားဘာလို့တော့သူက930နဲ့အချိန်ခိုင်းမှာထွက်ထားတဲ့ခန္ဓာပြန်ကြလား ဒီခွန်30နဲ့အချိန်ခံမှာထွက်တာတကယ်နေပြန်ကြတယ်။ဒါဆိုရင်နောက်တစ်မျိုးကျွန်တော်တို့တွေးကြည့်လိုက်။ဒီကိုခါကိုပါတဲ့ကဏ္ဍကနှစ်နှစ်ကျော်မှာကိုခါနဲ့တွက်ပြီးသူ့ရဲ့အောက်မှာဗရိတ်ကို630လို့တည်။တည်လိုက်ပြီးရတယ်။အဲ့ဒီ630ရဲ့ဘေးရကဏ္ဍပြန်ကြမှာလား။630ရလည်းတပင်ကျော်ကျထားတယ်။နော်။ဒါဆိုရင်ဒီမှာကျွန်တော်တို့ကိုခါနဲ့ကဏ္ဍ935ဒီနှစ်နှစ်ကျော်935လို့ပေါက်တယ်။ သူ့ရဲ့အောက်မှာ630လို့ထွက်တယ်သူ့ဘေးရကန်တန်း6လေးရှစ်ဒါမှမဟုတ်ရင်630ရေပထမ630တပင်းကျော်ပောက်ခဲ့လို့သူ့ဘေးရကန်တန်း900လာနော်အဲ630တပင်းကျော်ပောက်ထားတဲ့ဘေးရကန်တန်းလာဒီမှာလဲ630တပင်းကျော်ပောက်ထားတဲ့ဘေးရကန်တန်းလာအဲ့လိုမဟုတ်ဘူးဒီကန်းတီနှစ်နှစ်ကျော်ကိုးခါနဲ့ပောက်လို့သူ့အောက်မှာဗရိတ်6630တည့်ထားတဲ့ဘေးရကန်တန်းလာအဲ့ဒီကန်းတီနှစ်နှစ်ကျော်ကိုးခါကန်တန်းကအဲအဲအဲအောင် ိုးခါကနန်းကနှစ်နှစ်ကျော်ကိုးခါနဲ့ပေါ့အောက်မှာဗရိတ်ကိုးချောင်းတယ်လို့တဲသူ့ပြရတဲ့ချက်ကိုလီလာနော်ယူမယ်ဆိုရင်တော့ဒီမှာလည်းအများကြီးယူလို့ရတယ်နော်ပြန်ကြကအကုန်လုံးကိုမလွတ်တန်းထုတ်လို့ရတယ်မချိပါဘူးဆိုတဲ့ပြီးခဲ့တဲ့ဘွယ်အထွက်တဲ့နှစ်နှစ်ခွန်တော်မှာပြန်ထိုးလို့ရတယ်ဆိုရင်အပေါ်ကကနန်းတွေကတော့ပြောမနေနဲ့နော်ကျွန်တော်လိုပြန်ကြဆိုပြန်ကြတမျိုးတည်းနင်းလိုက်တဲ့ကောင်အတွက်ကတော့၁၀ခွက်ကြတာလေ၁၀ခွက်လုံးကိုဆွဲချလို့ရတယ်ဒါပေမဲ့ ကျွန်တော်တို့ကဒီဘွဲမှာကျွန်တော်မိတ်ဆွေတွေကိုမြမြလေးလေးပေါက်စေခြင်းလို့ပရိသတ်1ကိုဦးစားပေးပြီးတော့ထိုးပါပြန်ကြတဲ့ကပရိသတ်1ပေါ့နော်အဲ့ဒါကျွန်တော်ရွေးပေးတာအတတ်နိုင်ဆုံးပဲအဲ့ထက်တော့ကျွန်တော်လည်းမရွေးနိုင်တော့ဘာလို့တော့ဆိုတော့ပြန်ကြကသူကအကွက်30ရှိမယ်နော်ကျွန်တော်တို့အပူကပဲတစ်ကွက်နှစ်ကွက်သုံးကွက်၄ကွက်ရှိတယ်နော်အဲ့မှာအပူ၄ကွက်ဆိုတော့သူက12ကွက်ဖြစ်သွားတယ်ပရိသတ်တွေကလည်းသူက 6စနစ်78နော်78ခွဲရှိမယ်ပေါင်းလိုက်ရင်30နော်အဲ့တော့အဲ့ကွက်30ထဲမှာကျွန်တော်တို့ပရိသတ်1ကိုပြန်ရွေးထုတ်လိုက်ရင်သူက15ခွဲပြန်ဖြစ်နော်အဲ့ပရိသတ်1နဲ့15ခွဲပြန်ထိုးပေါ့နော်အဲ့တော့ကျွန်တော် ခုနပြတဲ့ဒီ900တွေ900ကဥနိုင်ပြတဲ့ site ထဲမှာလည်း900ကပြန်ကြရင်ကြာလို့ရတယ်เนาะကျွန်တော်ရှိမှလည်းရှိပါတယ်ပြီးခဲ့တဲ့ဘွဲကျွန်တော်ပြတာအဲဒီကောင်နေเนาะဒီကောင်နေဒီကောင်ကတော့ဒါကျွန်တော်တို့မြင်းတာမိခန္ဓာမို့เนาะဒီကောင်မဲဒီကောင်ဒီကောင်ဒါပေမဲ့ဒီနှစ်ခွက်ကကျွန်တော်တိတ်ပြီးတော့မကြိုက်တော့ဘူးပရိတ်တွေခွန်နေဖြစ်နေတဲ့အခါကျတော့အဲကျွန်တော်တို့စပြီးတော့ဒီညမြင်းတာလိုက်တော့မယ် ซาบิโดมีนดาไลโดเมเดที่ก้องผมชอบไปจีเจชีแต่มาพิมันนี่กูเทียมกันแต่คำว่าเราในเทียนเนี่ยกูเทียกูนี่คง ဒါကခွန်ဆုံးနေဦးနှစ်ကကနန်းဒါ၄နောက်ပိတ်နဲ့ရောင်းက၉နောက်ပိတ်နဲ့ဒါခွန်ဆုံးကကနန်းနေနော်ဒါခွန်ဆုံးကကနန်းနေနှစ်နောက်ပိတ်နဲ့လဲထိုးဟိုဒီမှာနှစ်နောက်ပိတ်နဲ့လဲထိုးဒါဟိုနေ့ပြရတဲ့၅လေးနဲ့၅နှစ်လေးငါတို့တော့၅၆၀၅နှစ်ခွန်เนาะဒါတွေကျွန်တော်အကုန်ပြထားပြီးသားအဲ့ဒီ line နေတဲ့ကတော့တိတ်မကြိုက်တော့ဘူးဒီကောင်တွေကအရှိ တစ်နှစ်ကျော်ကဏ္ဍနေဖြစ်တယ်เนาะဒီကောင်လေးတွေကတစ်နှစ်ကျော်ကဏ္ဍနေကဒီနှစ်ကွက်ပဲကျွန်တော်ယူမယ်ကျန်တာတွေကျွန်တော်အကုန်ဖြုတ်ခဲ့တယ်မကြိုက်ဘူးပြန်ရတဲ့မှာလည်း963တော့တိတ်တော့မကြိုက်တော့မကြိုက်ဘူးဒါပေမဲ့မနှင်းဖြစ်ပေါ်နေเนาะနည်းနည်းပေါ်နဲ့ချစ်ချောက်ပေါ်နဲ့เนาะအကျုံသုံးဘက်ကိုကျွန်တော်အားထုတ်ပြလိုက် နောက်တစ်ခွက်ကလည်းပါဟာဟုတ်ကျွန်တော် site ဒီအကုန်မပြတော့လေเนาะကျွန်တော်တို့မပြတော့ဘူးဆိုတော့ပြရင်လဲပြန်ကြပဲလာအောင်ပါပဲအဲ့တော့ဒီလောက်နဲ့ပဲပြန်ကြဒီမှာအကုန်လုံးထိုးနိုင်တဲ့လူကတော့ထိုးလိုက်ပေါ့လေအာထိုးမှအကွက်30ပဲရှိ ထုံးမှကွက်38ရှိဒီကောင်ကမစိုးဘူးဒီကောင်ကစတဲ့တွေအများကြီးရှိဒီကောင်ကျွန်တော်ဘာလို့မတားပါလဲခွန်သုံးခွန်โอเคฮอบบี้ တကွက်တည်းတင်ထိုးခြင်းနဲ့လို့ကတော့ထုံးစံအတိုင်းပဲ messenger နေလာယူကြပါဗျာနော်ပြီးခဲ့တဲ့ဘွဲကတော့တကြံမလို့ကျွန်တော် line မတင်ပြတာတင်ပြတော့လည်းမဖြစ်ပါဘူးနော်ဒီဘွဲတော့မတင်ပြတော့ဘူးထုံးစံအတိုင်းပဲတို့ကတော့ပြန်ညပရိတ်တိကုံထိုးမှာကွာဆိုရင်လည်းလာယူမနေတော့နဲ့နော်ပရိတ်တိထဲမှာ